谁到了 တာကိုယ့်အကိုစောက်တည်တာတီလာကုတော့ငါသူများတတ်မတတ်ဘူးသူများသားများမဟုတ်ဘူးအာအရက်တေစာမတောက်စားဘူးပစ္စည်းမခိုးဘူးမလိမ်ဘူးမညာဘူးဒါသည်တီလာကုတော့ဒါနာကုတော့ဆိုတာကခုနကိုလှူမယ်တမ်းမယ်ပြီးမယ်ကမ်းမယ်ပေါ့နော်ဒီလိုမျိုးလေးတွေဒါဒါနာကုတော့အဲ့တော့ဒါနာကတော့ဖြူလို့ရတာနည်းနည်းလေးဝေးနေတဲ့နေရာမှာရှိနေဆိုတီလာကုတော့တေတေစာစာစောက်တည်နော်အဲ့တော့ဖျားတရားကိုမမေ့နဲ့နော်တရဏဂုံကိုမမေ့နဲ့နော်ကျွန်တော်တို့ဒီလိုလေးသင်ရတယ်ဆိုတော့အဲ့တော့အဓိကတော့ မိဝေးဖာဝေးမှာနေရတဲ့ကလေးတွေနိုင်ငံညာပို့ထားတဲ့မိဘတွေဆိုပို့ပြီးတော့မှသတိထားဖို့လိုတယ်။ဘာသာမဲ့လေးတွေဖြစ်သွားမယ်။မိဘကလည်းအပြောဆိုနေတယ်။နေတဲ့ရေမြေဒေသကလည်းဖျားမရှိတရားမရှိနော်။ခုနကပြောတဲ့ဖျားတယ်မကြားရတရားတယ်မကြားရကုသိုလ်အားနေတဲ့နေရာမှာနေရတာကိုနဲ့လည်းဒလိထုံးနှန်းလည်းမတူတဲ့နေရာမှာနေတဲ့ ူတွေဖြစ်တယ်ဆိုရင်ကျမတို့ကလေးတွေဟာလွယ်လွယ်ကူကူနဲ့ဘာသာမဲ့လေးတွေဖြစ်သွားမယ်။အဲ့တော့ဘလို့ပဲဖြစ်ဖြစ်ကျမတို့ကဗုဒ္ဓဘာသာမွေးတဲ့ကိုယ့်ရဲ့သားသမီးဗုဒ္ဓဘာသာဒီဟာကိုလက်ဆင့်ကမ်းပြီးတော့မှသင်ဆောင်ရမယ်။အဲ့ဒီမှာမှမိယောဖလာဗုဒ္ဓဘာသာတဲ့တပ်ဝင်ယုံကြည်ဗုဒ္ဓဘာသာဖြစ်ဖို့အတွက်ကိုသူကိုယ်တိုင်ဒီဘာသာရေးအနှစ်သာရတွေကိုသိဖို့လိုတယ်။အဲ့တော့ဘာသာရေးအနှစ်သာရတွေကိုသိဖို့အတွက်ကိုတာဝန်အရှိဆုံးသူဒီမိဘအထူးသဖြင့်အမေတွေအဲ့တော့အမေတွေကိုယ်တိုင်ကကိုသားသမီးရဲ့ဟက်ပစ်ကိုသားသမီးရဲ့ကာချာကိုသိရမယ်။ငါသားသမီးကဘယ်လိုပြောရင်နားဝင်တယ်လဲ ပြောကိုပြောနေရမယ်ကျမဆိုအမြဲတမ်းပြောတယ်ဒါပေမဲ့ပြောပုံပြောနည်းလိုအပ်သေးတယ်ကျမတောင်းအောင်ကျမ on him ကျိန်းမောင်းမိုင်းမန်မဲပြီးပြောလို့မရဘူးကျမကဒီလိုမျိုး discuss လုပ်ပြီးတော့မှဆွေးနွေးပြီးတော့မှရီကမောခါနဲ့တခွန်းထဲနှခွန်းထဲနဲ့ဒီလိုပြောရတယ်သူကအဲ့လိုပြောတာကိုကြိုက်တဲ့သူသူ့ကိုအော်ရာငေါက်တာကြိုက်တဲ့သူမဟုတ်ဘူးအဲ့တော့သားသမီးရဲ့အထာကိုလည်းသိဖို့လိုအပ်သေးတယ်အဲ့တော့ဆွေးနွေးပြီးတော့မှဒါလေးလုံရင်ဒီလိုဖြစ်တယ်မမီဆိုရင်ကြီးသားလေးမမီဆိုလုံးလောက်ရတယ်နော်ဒါပေမဲ့မမေလေးဘာသာရေးအရန်လုပ်တယ်ကုသိုလ်အရန်လုပ်တယ်မမေဖះ စာအရန်မေမေတီလာကိုတေချာစောက်တည်တယ်မေမေဘော်တာရဲ့ရမ်းလုတ်တယ်အလှူတန်းနေမေမေရမ်းလုတ်တယ်အဲ့တော့ဘလို့ပဲဖြစ်ဖြစ်မေမေရဲ့ကောင်းမှုကုသိုလ်ကံကြောင့်မလို့မေမေဟာနှုတ်ထွက်စကားတွေအောင်းမြင်နေဒါလက်တွေ့ပဲနော်တွေ့လားလက်တွေ့ပဲနော်အဲ့တော့အများနဲ့ပြိုင်နိုင်ခြင်းနဲ့ဆိုကိုယ့်ရဲ့ကုသိုလ်ကိုယ့်ရဲ့ကံကိုကိုယ့်ကိုဆက်ရတယ်ဒီလိုမျိုးလေးအမေတွေဟာတင်ရတယ်အဲ့တော့မိဝေးဖဝေးမှာနေနေပေမဲ့လေကျမခုနကပြောသလိုဖရားမဝေးသွားဘူးတရားမဝေးသွားဘူးအခုကျမတို့ကမြန်မာပြည်ထဲမှာနေပြီးတော့မှခလေးတွေဟာဖရားဝေးတရားဝေးဝင်းနေတယ် အဲ့တော့ခလီးတွေဖျားဝေးတရားဝေးမဖြစ်ဖို့အတွက်ကိုမိဘတွေမှာတာဝန်ရှိတယ်။အဲ့တော့ဘာသာရေးအသည့်မိဘတွေဟာကိုကိုတိုင်းမတင်ကြားနိုင်ဘူးဆိုလို့ရှိရင်ကဲခုနကဆီယာရောတမရော်ဒီစီမှာဒါတင်ယူဖို့တင်ကြားဖို့အတွက်ကိုဒီလိုမျိုးလေးတွေကိုလောက်ရမယ်။ကျွန်တော်တို့ငငယ်တော့ကတော့ကျွန်မခုနပြောတဲ့ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းဆိုတဲ့ဟာမျိုးလေးတွေရှိတယ်။နော်ဒီလိုမျိုးလေးတွေမှာသွားပြီးတော့မှကျွန်တော်တို့တွေကသင်ရတယ်။ဒါကြောင့်မို့ကျွန်တော်တို့ရဲ့ဘာသာရေးအသည့်တွေကခိုင်မာတယ်။အခုခေတ်ကတော့အဲ့လိုမျိုးတွေလည်းမရှိဘူး။အဲ့လိုမျိုးတွေစီလည်းမပို့ကြဘူးမိဘတွေက အဲ့ဘုန်းကြီးကြောက်သွားမယ်ဆိုခလေးတွေနဲ့ဆိုစူပါတယ်ခလေးတွေနဲ့ဆိုအနောက်ရက်ဖြစ်တယ်ထားခဲ့တယ်နော်နေပါစီအဲ့လိုအဲ့လိုနဲ့နားကြိုက်ခံရတဲ့မိပါတွေဖြစ်မယ်နော်ဆိုတော့အပြောဆိုနေလို့တော့မရဘူးကျမတို့ကအာဒီဘာသာရေးအသည့်လေးတွေကိုသိတော့မှခလေးတွေကယဉ်ကျေးတာတိမ်မွေ့တာနူးညံ့တာကိုယ့်ရဲ့စုဆုံးမလွဲတာအမေဒီမှာရမ်းတောင်းနေရှိတယ် ်အခုကယောက်ျားလေးတွေတင်မဟုတ်ဘူးမိန်းကလေးတွေပါစိုးသွမ်းနေတယ်အနေတော်မျိုးတွေဖြစ်နေတယ်နော်ကျွန်မပြောသလိုပေါ့ခုနကဟာတာသနာပေါင်ကိုသွတ်သွင်းလိုက်တယ်တာသနာပေါင်ကိုသွတ်သွင်းလိုက်ပြီးတော့မှကရုံတော်တုံးလိုက်ပါရဲ့ဆန်တော့ချလိုက်ပါရဲ့တခါလေသင်္ကန်းတော်ယုံလိုက်ပါရဲ့ဘာမှပြန်လာထွက်လာတယ်ဘာသာရေးအသည့်ဘာမှမရခဲ့ဘူးဆိုအဲ့ဒါရှုံးတာ အဲ့တော့ جماعه ကခုနကကျမတို့ဒါရှင်ပြုတ်တယ်လို့မျိုးပေါ့ကျမတို့ကရှင်လောင်းလည်းမလဲဘူးခုနလိုမျိုးအာဒီလိုအလူကြီးမန်းတက်ကြီးလည်းမထိုးဘူးဖုန်ကြီးချောင်းကိုသွားတယ်ဆရာတော်ကိုခွင့်ပန်တယ်ခလေးကိုစံချတယ်သင်ငန်းစီးပေးတယ်ပြီးရင်ဆရာတော်ကိုအပ်တယ်ဆရာတော်ဘာသာရေးနဲ့ပတ်သက်တဲ့အသည့်ကိုဒီခုနှစ်ရက်ပတ်လုံးမှာတည်တည်ချာချာနားလည်အောင်ရေးလည်အောင်နားဝင်အောင်သင်ပေးပါဗျာခါနဲ့အပ်လိုက်တယ်အဲ့တော့ တားကိုလည်းနားလည်အောင်ပြောပြတယ်။သူပါဠိနဲ့ပတ်စင်နဲ့မဖတ်တတ်ဘူးမမေ။ဖတ်ထအောင်ဖတ်နော်။နားလည်အောင်ဖတ်မဖတ်တတ်ရင်ဆရာတော်တေးသေးချာချာမေ။နားလည်အောင်တေးသေးချာချာသင်ယူ။ဒီတပတ်အချိန်ပေးထားတယ်။ဒီတပတ်အတွင်းမှာဂရုံးလေးတုံးလိုက်ရတယ်။ သင်ငန်းကြီးလည်းပူပူလောင်လောင်ကြီးနဲ့ကယ်စီးထားရတယ်။အဲ့ဒါကိုဘာမှမရဘဲနဲ့အိပ်ပြီးစားပြီးတော့မှပြန်ထွက်လာမယ်ဆိုရင်တံပိုးမဲ့တယ်။တံပိုးမဲ့မဖြစ်အောင်သူ့ရဲ့လောကရဲ့အတိကိုရအောင်ယူလာခဲ့။အဲ့ဒါမှအဲ့ဒီအချိန်ဟာယင်းဤပေးဆက်ရချိုးနဲ့တယ်လို့ကျွန်မဒီလို ပြောပြီးတော့မှရအောင်ယူခိုင်းတယ်။အဲ့ဒါအနှစ်သာရပဲ။ ုတ်လားအချိန်တန်တို့ကလေးတွေကိုရှင်ပြူတယ်ထမင်းချောင်းစီတွေလှူတယ်စင်ကြီးတွေငှားတယ်မြင်းကြီးတွေငှားတယ်ဂလုံးတွေတုံးတယ်အလှူမှန်းသက်ကြီးတွေနဲ့တခါတည်းသပိတ်တွေလွယ်သင်ငန်းတွေလွယ်မိကကြီးတွေပြင်လန်းနေရှောက်ကြဟာလှူကြတန်းကြကဲ့ရတာမဟုတ်ဘူးကောင်းတယ် လူနိုင်တာတန်းနိုင်တာကို feeling နဲ့ကိုကျမတို့ကတော့အဲ့လိုမကြိုက်လို့မလုပ်ဘူးကို feeling နဲ့ကိုကောင်းတယ်ဒါပေမဲ့အနှစ်သာရဟာသာသနာဘောင်ကိုတွတ်သွင်းတယ်ဘာသာရေးအသည့်ဒီကလေးတွေစီကိုရောက်သွားဖို့ကအနှစ်သာရအဓိကအဲ့တော့အဲ့ဒီအနှစ်သာရမပါဘဲနဲ့ခုနလိုပေါ့စင်ကြီးတွေနဲ့လှဲ့လဲမြင်းကြီးတွေနဲ့လှဲ့လဲအလကားပဲထမင်းချောင်းစီမန်မောင်းတီးပြီးတော့မှမန်တက်ကြီးနဲ့လှူလဲအလကားပဲအဓိကကသာသနာဘောင်ကိုတွတ်သွင်းလိုက်တဲ့ကလေးတွေကသာသနာအသည့်ကလေးတွေစီကိုဝင်သွားမှအဲ့ဒါအနှစ်သာရတန်ဖိုးရှိတယ်လို့ခေါ်တယ် အခုခေတ်ဆိုတခါတည်းရှင်ပြုတ်အလူဆိုရင်ရှင်လာမောင်ရင်လောင်းကပဲစီနေတယ်မသိဘူးအဲ့မောင်ရင်လောင်းအဖေနဲ့အမေကမင်းသမီး၅ပြီးတွဲရတာနဲ့မင်းသား၅ပြီးတွဲရတာနဲ့ဇာတိကိုချဲ့ပြီးတော့မှနော်အဲ့တော်တွေကိုဂုံတုကောင်ပြိုင်နေနဲ့လောက်ကြတာလေတကယ်တကယ်အနှစ်သာရကကြတော့မဟုတ်ဘူးကျွန်တော်တို့ကတော့ရှင်းတယ်ကုံကြမဲ့ကုံကြစီကျွန်တော်တို့တတ်နိုင်တဲ့ဘာချက်ကိုကျွန်တော်တို့စီအရော်လက်ထင်းကိုလှူလိုက်တယ်လိုအပ်တဲ့နေရာမှာနဝကာမသုံးလိုအပ်တဲ့အရာကိုသုံး ပတ်စံအဓိကပဲလေကျွန်တော်တော့ကလေးကိုဒီအဲသာသနာပောင်ကိုဝင်တဲ့ကလေးကိုဘာသာရေးအသိနဲ့ပတ်သက်တဲ့ဟာတွေတခါတည်းနှောကြည့်အောင်သင်ပေးပါဖျားသာသမီလည်းတခါတည်းမှာထားတယ်ရအောင်ယူခဲ့တန်အောင်လို့အဲ့တော့လိုအပ်ချက်တွေလိုအပ်ချက်တွေပြောတာအခုကတော့ရှင်ပြုတ်တဲ့မင်္ဂလာတွေဆိုတခါတည်းပေါ့မောင်ရင်လောက်ဘယ်စီနေမှမသိဘူးဟို ခုနကလိုရှင်ပြုတ်ဟိုနားတမဲ့ဒီဟိုဟို ကလေးတွေဘယ်စီနေမှမသိဘူးမောင်ရင်လောင်းအဖေနဲ့အမေနဲ့ကတခါတည်းမင်းသားမင်းသမီးငားပြီးတော့မှတခါတည်းအပြိုင်နော်အပြိုင်တွေကိုကျဲပြီးပွဲတွေထွက်ပြီးတော့မှဟာအဲ့လိုမျိုးတွေနဲ့ဆိုတော့လွဲတော့လွဲနေတာပေါ့နော်နည်းနည်းလေးတော့လွဲနေတယ်ကဲ့ရတာမဟုတ်ပါဘူးပတ်စံရှိလို့ပတ်စံတက်နိုင်လို့လောက်ကြတာကောင်းပါတယ်နော်ကောင်းပါတယ်တော့ကြာကျွန်တော်တို့မကြိုက်တိုင်းသူများဟာကဲ့ရတာမဟုတ်ပါဘူးဒါအဲ့လိုလေးလဲလို့သာသနာပောင်ကိုသွတ်သွင်းတဲ့အချိန်မှလဲဘာသာရေးအသည့်လေးတွေရအောင်ယူလာခဲ့ပြီးတော့မှကလေးတွေမှာအကျိုးရှိတယ်ဆိုပို့ပြီးအကျိုးများတာပေါ့နော် ဆိုတော့အဲ့လိုလေးဖြစ်စေချင်တာအဲ့တော့ကလေးတွေရိုင်းနေဆိုတာလေမိဘတွေမှာအများကြီးတာဝန်ရှိတယ်အဲ့တော့မိဘတွေအများကြီးကလေးတွေကိုဘာသာရေးအသည့်တွေအများကြီးသွတ်သွင်းပေးဖို့လိုအပ်ပါတယ်เนาะ